ရာလိုက်ကုန်းတစ်ခုဆိုတာအချိုးအချုံစီလီကိုရှင်းခန်းလေးလာတာဖြစ်တယ်အလောက်ကဲ့အစဉ်ပြဖို့တဲ့ထိုင်းစကားကိုအနည်းဆုံးအခြေခံလောက်တော့တတ်တာဖို့လို့ရတယ်ဆိုတာသိတယ်ဒီတင်နှံ့ကိုတဲလိုက်ရင်လည်းဘလို့အနေထားအထိရောက်နိုင်တယ်လို့ဆိုတာကိုလည်းမြင်နေရတယ်ခက်တာကအလောက်အစဉ်မပြင်းတဲ့အနေထားကနေအလောက်မရှိတဲ့အနေထားကနေပြီးတော့မှတင်နှံ့ကြီးပန်းနှစ်ထောင်သုံးလိုက်ဖို့ဆိုတာကတော်တော်လေးကိုခက်ခဲတယ်ပေါ့နော် ဒီကြတဲ့လမ်းစာလေးတစ်ပတ်တစ်ချာရလာလို့ရှိရင်အင်ကိုလေးလွှဲရအောင်ပါကိုစားဖို့လေးအသွင်စရည်တွေလေးခြံရအောင်ပါမိသားစုတာသမီတွေရှိတဲ့သူတွေဆိုလို့ရှိရင်ပေါ်တော့သိုးသေးတယ်ကလေးအသွင်စရည်စကားတွေနဲ့စားလိုက်လို့ရှိရင်နိုင်ရှင်လေးလို့ရှိရင်တခြားအရာတွေဦးစားပေးဖို့ဆိုတာတော်တော်လေးကိုဝေးသွားတယ်ပေါ့နော်ဒီအချိန်လေးကိုကျွန်တော်ကိုလည်းနားလေရကိုတိုင်လေးပဲအချိန်ကလောက်တော့မှလူငယ်တရားအနေနဲ့ရက်တက်လာခဲ့ရတာဆိုတော့အကိုရှင်းစားတယ်ဗျအတော့ဒီလိုအချိန်နေမျိုးကနေပြီးတော့မှယုံထက်နိုင်ဖို့အတွက်ကျွန်တော်ကိုတိုင်လောက်ယူခဲ့ရတဲ့နေလမ်းလေးတစ်ခုကိုမျှဝေပေးမယ်နော်ဥပမာဗျာ ကိုကအလောက်ကန်အစင်မပြေလို့သုံးဆရာငွေမရှိလို့စိတ်ငက်နေတဲ့အရှင်မအခွေရို့မာရီရို့စီကိုအလောက်ကိုတားလိုက်တခုရောက်လာတာထိုင်းစကားလေးတက်စရာမလိုဘူးအလောက်ကိုတရားကြိုးစားရင်ရပြီလာစားတသုံးခွေလောက်ရမယ်အလောက်ကလေးအမှန်ကန်ပဲမလင်ဘူးဗျာအဲ့ဒါပဲမဲအလောက်စမတ်ကြီးတို့တသုံးပေးရမယ်လက်ရှိကိုကမာမနဲ့ကျဲဦးနဲ့ညားနေတဲ့အချိန်နေမဆက်လုံးပါလေအဖေကတော့ရှင်းတယ် လက်ထက်မှာငွေမရှိလို့ဆိုပြီးတော့မှရောက်လာတဲ့အခွင့်အလမ်းကိုဘယ်သူမှဆွန့်ရှုံးခံမှာမဟုတ်ဘူး။စီမံကြီးရောင်းချာမှာပေါ့။ပြောချင်တာကဗျာကျွန်တော်တို့တခုခုကိုလှုပ်ဖို့အတွက်ငွေရှိဖို့လိုအပ်နေတာမဟုတ်ဘူး။ငွေသုံးလိုက်ဖို့အကြောင်းပြချက်ခိုင်မှာပဲလိုတာဖြစ်တယ်။ပတ်ဆက်မရှိတဲ့ကြားကနေနေမကောင်းဖြစ်နေပြီ။စကပြမငားနေလို့ဆိုပြီးတော့မှလိုအနာခံနေလို့ရလား။တိမ်တင်းနေတဲ့သူကိုပလိဖန်းသားပြီဗျာစကပြန်ငါဖို့ပတ်သက်မရှိဘူးဆိုပြီးတော့မှသွားမခိုပဲနဲ့နေမှာလားပြဿနာတွေကဝိုင်းနေတာကိုနာမှာအဲ့ဒါကိုဂျိုတင်းမီနဲ့သူကခိုင်မာတဲ့အကြောင်းပြချက်ကိုရှာတွေ့သွားတယ်အဲဂျိုမတင်းမီနဲ့သူကတော့ ဘယ်အရာကိုဦးစားပေးရမယ်ဆိုတာမရွေးချယ်တတ်ဘူးအဲ့တော့တင်တဲ့နဲ့တက်ပြီးတော့မှပိုကောင်းတဲ့အခွင့်အလမ်းတွေကိုလိတ်ရှာဖို့မတွေ့မင်းတော့ပတ်စံပေးပြီးတော့မှအလွေတကူနဲ့ဆမက်လို့ရမယ့်အခွင့်အလမ်းတွေကိုထိန်ဆောင်နေမင်းလားစိတ်မကောင်းစရာတကူကအဲ့လိုမျိုးအခွင့်အလမ်းကောင်းတွေကအခွင့်ရှိကမှမရှိမနေတော့ဘူးတကယ်လို့ရှိလာခဲ့တဲ့ရှိတော့လေကိုစီကိုရလာဖို့ဆိုတာမလွယ်ကူကိုလိုမျိုးထိန်ဆောင်နေတဲ့သူတွေကအများကြီးတောင်းတဲ့ရှိပြီးရှိတာတင်တဲ့အတင်းလာတက်ခက်နေလို့မမြင်ပါနဲ့ပြဿနာတွေကိုတည်တည်ရှိရှိရှင်းရှင်းလေးလေးမြင်တာကိုကြည့်ပါဖြင်းရှင်းနေမှမှရလာကောင်းထဲမှာဖြစ်တယ် အရှိနှလားလောက်ယူပြီးတော့ထိုင်စကားပြောတတ်ဖို့ကြိုးစားတာကမရေရတဲ့အခွင့်အလမ်းကိုထိုင်ဆောင်နေတာနဲ့ပို့ပြီးတော့မှသိချတယ်ဒီတင်နှန်းကထိုင်စကားအပြိုးပိုင်းကိုနေစနေတကြတင်ကြပေးမှဖြစ်တဲ့အတွက်အတန်းပြီးသွားပြီဆိုလို့ရှိရင်လုပ်ငန်းခွင်တင်းမှာထိုင်လူမျိုးတွေနဲ့ဆက်ဆံရေးတွေပို့ပြီးအဆင်ပြေလာမယ်နေမကောင်းတာတုံယွန်လောင်းတဲ့ကတော့စကပြန်ငားစရာမလိုတော့ဘူးအခွင့်သာလို့အလုံးအင်တာဗျူးပြင်ခွင့်ရမယ်ဆိုလို့ရှိရင်လည်းအောင်မြင်သွားကြတဲ့သူတွေရှိပါပဲဆက်ပြီးတည်ဝင်နေရင်လည်းဆက်ပြီးလမ်းစပြောင်းနေဦးမှာဆိုတော့ ။စုံပြချက်ကိုပြပြတတခိုင်ခိုင်မာမာရှားမယ်။ကိုလိုချင်တဲ့ရလဒ်ကိုအခွင့်အလမ်းတွေထိုင်ဆောင်နေတာမျိုးမဟုတ်ဘဲနဲ့ကိုတိုင်လှုပ်ယူဖန်တီးသွားကြတာပေါ့နော်။ဆိုတော့တင်တဲ့အချင်းနဲ့ဆိုလို့ရှိရင်ကိုမက်မှာ NS ဆိုပြီးတော့မှရေးပစ်ခဲ့ပါ။ကျွန်တော်တို့ထင်းကနေပြီးတခြားလေးဆက်သွယ်ပေးပါမယ်။ဒါမှမဟုတ်ပေးမယ်စင်ညာကနေပြီးတော့စာရေးပြီးတော့အတန်လည်းအဲလိုရနိုင်ပါပြီခင်ဗျာ။ကျေးဇူးများအတင်နဲ့တင်တဲ့နေ့မှာတွေ့ကြမယ်နော်။